Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကုတ်မြန်နေချစ်စပါတယ်ကျွန်တော်ကတော့ ATM မှာတက်ပြီးတဲ့ကိုဝင်ထပ်ဖြစ်ပါတယ်အဟုတ်ကျွန်တော်ဒီခါကျတော့ဒီ table အကြောင်းလေးကြီးတွားကြမယ်ပေါ့နော် table ဆိုတာကျွန်တော်တို့ ATM မှာမတော်တော်လေးအရေးကြီးပါတယ်တော်တော်လေးဟိုမှာတော်တော်လေးအရေးကြီးရပါเนาะဆိုတော့အဲ့ဒါလေးကိုကျွန်တော်သင်ပေးမယ်အဲ့တော့ဟုတ်ပြီ table မှာကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုရင် row ရှိတယ် column ရှိတယ်ဟုတ်လားအဲ့အဲ့မှာကျွန်တော်တစ်ချက်လောက်ခုခဲမှာရှာပေးပါမယ် အဲဒီမှာ ATM တေဘယ်လို့ရေးကြည့်မယ်ပေါ့နော် TAPL တေဘယ်လို့ကျွန်တော်တစ်ချက်လောက်ရှာကြည့်ပေးပါမယ်။ Okay ပါဆိုတော့ဒီမှာဒါလေးကိုကျွန်တော်တစ်ချက်လောက် run ပေးမယ်ပေါ့။အဲဒီမှာဆိုရင်ဒါဆိုရင်ဒါပါကြီးတော့အဲဒီမှာဆိုရင်အကွက်ဒီအကွက်ဒီပေါ့နော်အကွက်ဒီအကွက်ဒီပဲ။ဒီဟာဆိုလို့ရှိရင်အထက်အောက်ကောင်ကြဘာလို့လို့ခေါ်လဲဆိုတော့ row လို့ခေါ်တယ်။ဒီလိုမျိုးအတိုင်းတွေကိုကြဘာလို့ခေါ်လဲဆိုတော့ column လို့ခေါ်တယ်။ဒီမှာဆို column ဘယ်နှခုတော့ company quantum country colon 39 row ဘယ်နှခုတော့ row ကဒီမှာ company ဆိုရဲဒီမှာ header တစ်ခုရယ်ဒီရောက်ကတစ်ခုနှစ်ခုရှိရယ်ဒီရောက်ကတစ်ခုပေါ့ row က39 colon 39ပေါ့နော် row 39 colon 39ဟုတ်ပြီအဲ့ဒီမှာဒီမှာချစ်ချင်လား tr ဆိုတဲ့ tag ကလေးတွေသုံးတယ် tt တွေဒီမှာ th တွေသုံးတယ်နော်အဲ့ဒီမှာဆိုချစ်ကြည့်လိုက်ထိတ်ဆုံးမှာရှိနေဟာကိုစလုံးအမဲနဲ့ပြတယ်အောက်ကဟာကိုကျတော့စလုံးရိုးရိုးစလုံးလေးနဲ့ပြတယ် အဲ့ဒါဘာကြောင့်လဲဆိုတော့ T8 တို့ဘာလို့တုံးလို့ပေါ့နော်โอเคပါဆိုတော့အဲ့ဒါလေးကိုကျွန်တော်မြင်တာအောင်တုံးတော့ပြပေးမယ်ပေါ့နော်ဟုတ်ပြီ तू तू ပြထားဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ company တို့ဘာလို့ညာလို့ရှိရခွာဟုတ်လား အဲ့ကျွန်တော်ကကျတော့ចောင်းသားတွေရအမှတ်စဉ်ရနာမည်ရအသက်ရအဲ့ဒါလေးကို list လုပ်ပြတဲ့ဟာ list လုပ်ပြတဲ့ဟာလေးကိုပြပေးပြပေးကြည့်မယ်လုပ်ပေးကြည့်မယ်ပေါ့နော် okay အဲ့ဒါဆိုတော့ကျွန်တော်ထုံးစံတိုင်းဒီမှာ table ဟိုရေးမှာမလို့ table လေး table လို့ကျွန်တော်ရေးလိုက်မယ်ဟုတ်ပြီအဲ့တော့ table ဆိုရဲ့အဖွင့်ပိတ်လေးကျွန်တော်ရေးကိုရေးရမယ်အပြီးလို့ရှိရင်ကျွန်တော်တို့ကဒီထိတ်ဆုံးဟာကိုထိတ်ဆုံးဟာပါတယ်နော်ထိတ်ဆုံးဟာ rule ကိုကြာဘယ်လိုခေါ်မလဲကျွန်တော်ခေါင်းစဉ်ပေါ့နော်ခေါင်းစဉ် rule ပေါ့နော် အဲ့ row တိုင်းကိုကျွန်တော်တို့က TR ဆိုတဲ့ဟာလေးတုံးရမယ် row တိုင်းကိုဘာတော့မှာလဲ TR ဆိုတဲ့ဟာလေးတုံးရမယ်ဒီမှာဆိုရင်ချစ်ကြည့်လိုက်ကျွန်တော်တို့ဒီမှာဒါဆိုရင် company contact country ဆိုတာ row တစ်ခုဒါက row တစ်ခုဒါက row တစ်ခုဆို row ဘယ်နှခုတော့၃ခုပေါ့အဲ့ဒီမှာ၃ထားဒီမှာ TR တစ်ခု၂ခုဒီမှာ၃ခု၃ထားဟဲ့လားအဲ့ကျွန်တော်တို့ကလည်းဘယ်နှခုသုံးရမှာလဲ3ခုသုံးရမယ်အဲ့တော့လောလောဆယ်တစ်ခုကိုပဲစမယ်ဟုတ်လားအဲ့တော့ဒီ row တစ်ခုမှာဆိုဒီမှာကြည့် column တစ်ခု2ခု3ခုရှိရယ်အဲ့ နော်အဲ့တော့ row ဆိုတာပါလေတရား row ဖြစ်တယ်နော်ကျွန်တော်ပြောခဲ့တရားပါတော့ row row တစ်ခုမှာ column ၃ခုရှိတော့ဒီမှာ column ကိုဘာနဲ့ရေးထားလဲ th ဆိုတဲ့ဟာလေးနဲ့ရေးထားတယ်အဲ့တော့ဒီအပေါ်မှာ th ဆိုတာရေးပြီးတော့တရားမှာဘာလို့ tt သုံးလဲပေါ့အဲ့တော့ th လို့သုံးရခြင်းအကြောင်းရင်းဟာကျွန်တော်တို့က table ရဲ့ header ပေါ့ခေါင်းစဉ်ဖြစ်နေလို့ကျွန်တော် th ကိုသုံးတာပါနော် tt ဆိုတာကျတော့အောက်ကကောင်လေးတွေပေါ့နော်အ data ပေါ့နော် table ရဲ့ data ပေါ့လို့ tt ဟိုပါပေါ့နော် tt ဆိုလို့ပြောတာပေါ့ အဲ့ကကြတော့ HD ပေါ့ခေါင်းစဉ်ပေါ့ Okay အဲ့တော့နှလုံးနဲ့မြင်တာပြောကျွန်တော်ရေးကြည့်လိုက်မယ် TH ထဲ TR ထဲမှာငါတို့ပါရှိမှာလဲ TH ရှိမယ် I ထဲမှာထားပါတော့ငါတို့ပထမဆုံးပြောခဲ့နံပါတ်ရှိမယ်ချောင်းသားရဲ့နံပါတ်ပေါ့အမှတ်စဉ်ပေါ့နော် node ရှိမယ်ပြီးလို့ရှိရင်အဲချောင်းသားတွေရဲ့ name ရှိမယ်ပြီးလို့ရှိရင်အသက်ရှိမယ်လို့ပြောခဲ့တယ်အဲ TH နောက်တစ်ခုပါရှိမှာလဲ AGE H ရှိမယ်ပေါ့ Okay ဒီမှာငါတို့ save ပြီးတော့ဒီမှာဒီထက်မှာချစ်ကြည့်လိုက်မယ်ဆိုရင် node ရဲ့ name ရဲ့အိတ်ကဲ ဒီမှာ no နဲ့ eight ဆိုပြီးတော့ဟုတ်ပြီထွက်တော့ထွက်လာပြီ table ဖြစ်ပြီးဘာလို့ border တွေမပတာလဲเนาะဘာလို့ border တွေမပလို့မေးကောင်းမေးနိုင်တယ်အဲ့ဒါကငါတို့ဒီ table ရဲ့ attribute ထဲမှာ border ဆိုပြီးတော့ attribute လေးတက်လိုက်လို့ရှင်ရပါတယ် border 1ဆိုပြီးတော့တက်လိုက်ပါဒါဆိုရင်ဒီမှာတွေ့လား table မှာငါတို့ border လေးအုပ်သွားပါဦးเนาะ okay အဲ့ဆိုတော့ t8 လို့ငါတို့သုံးလိုက်လို့ဒါ table ရဲ့ကောင်းစည်းမို့လို့ဒီမှာ အမဲလေးရင်းနဲ့ပြရပါတော့။ဒါဆိုရင် row တစ်ခုကိုရေးမယ်ဆိုရင် tr နဲ့ရေးတယ်။ column တစ်ခုကိုသွားဖို့ th နဲ့သွားတယ်။ column ဒီမှာ3ခုအဲ့တော့4ခုလို့ရေးချင်ရင်ဒီမှာ th ထည့်မှာပေါ့။အဲ့တော့ th နောက်နဲ့တစ်ခုထည့်မှာပေါ့။နောက်သူ address ပေါ့။ address ဒါမှမဟုတ် cd ပေါ့နေထိုင်ရာမြို့နဲ့ဘာလား addr ရဲ့ address ဆိုပြီးအာ sorry addresses address ဆိုပြီးရေးလိုက်ပါနော်။ဒီမှာဆိုရင်4ခုပေါ့ no name 8အဲ့တော့ဆိုပြီး၄ခုရှိသွားပြီနော်အဲ့အဲ့ဒီထက်ကနေပြီးတော့မှငါတို့ကနောက်ထပ်ဟုတ်ပြီ root တစ်ခုကိုဆက်ခေါ်မယ်ဆိုဒီလိုဖြစ်သွားမှာပေါ့နော်တရားကိုအဲ့တော့ဒီအောက်ကိုချ sorry နောက်ထပ်ထပ်ပြီးရေးမယ်ပေါ့နော်ဒီမှာတရားဆိုပြီးတော့ရှိလိုက်မယ်ဒါဆိုရင် root တစ်ခုကိုထပ်ပြီးတော့ခေါ်လိုက်တယ်အဲ့ဟုတ်ပြီအဲ့ root ထဲမှာငါတို့ column တွေမထည့်ရသေးဘူးဆိုတော့ column တစ်ခုထည့်လိုက်မယ်အဲ့တော့ဒါခေါင်းစည်းအတွက်မလို့ငါတို့ column တွေကို T8 သုံးခဲ့တယ် အောက်က data တွေအတွက်အတွက်ကတော့ TD ပဲသုံးပါပေါ့နော်အဲနံပါတ်ကအရင်ဆုံး1ရောက်ဆိုတော့တက်ပေါ့ဒီမှာဆိုရင်တက်ဆိုရလေးဝင်သွားပြီဟုတ်တယ်ဟုတ်နောက်တစ်ခုကနောက်ထပ်အကွက်တစ်ကွက်ဆဲကွက်တစ်ကွက်ကိုဖြည့်မယ်ဒါနောက်ထပ် column တစ်ခုကပါလေ name ပေါ့เนาะအဲ့တော့ td 2ပေါ့เนาะအဲ sorry 2ထပ်ဖြစ်သွားပါပြီ name ဟိုပါပေါ့နံပါတ်ပြီးလို့ရှိရင် name ရဆော်ဆော်ပေါ့เนาะ name ဆော်ဆော် ဆိုဆိုဒီမှာပြီးသွားပြီပြီးတော့8ကဘယ်လောက်လုံး8အတွက်လည်းကတော့နောက်ထပ်တစ်ခု column တစ်ခုဆက်ပြင်မယ်ဒီမှာ8ကအထားပါတော့ဒီမှာ40ပေါ့နော်အဲဒီမှာအသက်ပြီးတော့ address ကငါတို့ထားပါတော့နော်မြို့တစ်မြို့နာမည်ထည့်လိုက်မယ်အဲထားပါရန်ကုန်ဆိုရန်ကုန်ပေါ့နော် YNG ရန်ကုန်လို့ပဲဒီမှာရေးလိုက်အစံသဘောမျိုးပေါ့နော် address ကရန်ကုန် ရန်ကုန်โอเคဒါဆိုရင်ចောင်းသားတယောက်ပြီးသွားပြီဆိုပါဆိုနောက်ထပ်ចောင်းသားတယောက်ကိုဆက်ပြင်မယ်ဆိုရင်ထုံးစံတိုင်းပဲတီယာဆိုပြီးရောဆက်စင်လိုက်ဒါဆိုရင်ရိုတိုရိုကိုစောက်လိုက်တာပေါ့ရိုတိုကိုစောက်ပြီးအဲထဲမှာကတော့ကော်လန်လေးနေထည့်မယ်ပထမဆုံးကော်လန်ကနံပါတ်ဒုတိယကော်လန်ကဟိုအမည်ဒုတတိယကော်လန်အဲတတိယဟိုစတုထကော်လန်က address ပေါ့အဲ့လိုမျိုးဆိုတော့ကော်လန်လေးကိုစောက်မယ် TD ဆိုပြီးရောစောက်မယ်အဲ2အဲနောက်တစ်ခုဒါနောက်တစ်ခု TD ဟုတ်လား ောက်တစ်ခုကကြော်ကြော် KYAW ကြော်ကြော်ကြော်အဲကြော်ကြော်ရဲ့အသက်လည်းထည့်လိုက်မယ်ထားပါတော့ကြော်ကြော်ရဲ့အသက်က50အဲ30ဆိုပါစို့ပေါ့နော်နောက်တစ်ခု TD အ TD ဖြစ်နေ TD ဟုတ်ပြီနောက်တစ်ခုက MAN DALY မန္တလေးဟာလာဒါဆိုရင်နှစ်ယောက်ရသွားပြီ Okay ဒီလိုပဲငါတို့အဲ့လိုပဲဆက်ထည့်ရင်ဆက်ထည့်ရင်ねဒါပြည့်စုံသွားမယ်ဒီမှာဆိုရင်ဒါ copy ကူးလိုက်မယ်ကွာမြင်အောင်เนาะ ့ဒီလိုလုပ်လိုက်မယ်ဒီ3နေရာမှာ2နေရာမှာ3ဖြစ်မယ်ဒီနေရာမှာဆွဆွဖြစ်မယ်ဆွဆွเนาะဆွဆွရဲ့အတက်ကိုတော့ဒီမှာဒီမှာတွဲထည့်လိုက်မယ်ဆွဆွကဘယ်မှာနေလဲဆိုလို့ရှိရင်တော့အထားပါတော့သူ့ကိုလည်းမန္တလေးမှာပဲအမင်းဒီမန္တလေးမှာပဲနေခန့်လိုက်မယ်เนาะโอเคဒါဆိုရင်ကြော့ကြော့ရဲ့ဆွဆွရဲ့ဒီမှာចောင်းသားလေးတွေပေါ့เนาะโอเคဆိုတော့ဒီဟာလေး ဒါလေးဆိုလို့ရှိရင်ဒီတော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ ATMN ရဲ့ဟောပေါ့နော်တိဘက်အကြောင်းကိုကျွန်တော်တို့နားလည်သွားပြီလို့မြင်ပါတယ်နော်โอเคပါအဲဟောပြီဆိုကျွန်တော်တို့ဒီတိဘက်တစ်ခုပြီးသွားပြီဆိုလို့ရှိရင်ဒီမှာဒီမှာတိဘက်မှာအကွက်ကလေးရှိဟဲ့လားဒီမှာစောစောဆိုးလက်အမဲအကွက်လေးနဲ့ဟဲ့လားဒီမှာဆိုရင်အဲ1ဆိုလဲ1ပေါ့အဲ့လိုအကွက်လေးတွေပါလေအဲ့အကွက်လေးတွေကိုကျွန်တော်ကကတ်လွန်းနေရဆိုပါဆိုကျွန်တော်တို့က မှချလို့ရတယ်အဲ့ဒါကိုဆက်ဆက်တကွက်လို့ခေါ်တယ်ဆက်တကွက်ချင်းစီဟာကိုကျွန်တော် sales page လို့ခေါ်မှာ sales button လို့ခေါ်ပါပေါ့ sales button ဆိုတာဒီဒီအတွန်းပေါ့နော်ဒီအတော်အတွန်းမှာကျွန်တော်တို့ဟောဖြစ်တာပေါ့အဲ့တော့ C ရလား sales P A T T I N G sales button ဆိုပြီးတော့ကျွန်တော်တို့ attribute လေးရှိရယ်အဲ့ attribute လေးကိုကျွန်တော်တို့ရေးလိုက်မယ်20ဆိုပြီးတော့ PH ဆိုပြီးကျွန်တော်ရေးလိုက်မယ်ဆိုရင်ဒီမှာတွေ့လား sales button ဆိုတော့ sales ထဲမှာရှိ button ရဲ့ button လို့တဲ့ခါမှာနည်းနည်းအကြီးဖြစ်သွားတယ်မတွေ့လား ဒီ border နဲ့ဒီဟာနဲ့ကလွတ်သွားတယ်အများကြီးလွတ်သွားတယ်နော်အဲအဲ့လိုမျိုးလေးပေါ့ပြောရမယ်ဆိုရင်ဒီတေးဘေးကနည်းနည်းလေးကြည်လာမဟုတ်ရင်ကျတော့ကြုံနေမှာပေါ့အဲဒီဟာလေးကိုဖြုတ်ပြီးတော့ကျွန်တော်ကျွန်တော်စစ်ပြလိုက်မယ်ဆိုရင်ဒီမကြုံနေလေနော်အဲ့ထက်မှကျွန်တော်ကနေပြီးတော့အဲ့လိုမဖြစ်အောင်ကျွန်တော်ကနေပြီးတော့ဆော့ကလို့ဘယ်လိုခေါ်လဲဆဲစီးရလန်ဆဲ PADDI ရချင်းဆဲပတ်တီဆိုတဲ့ attribute လေးတစ်ခုကိုထည့်လိုက်မယ်ပြီးလို့ရှိရင်ဒါ PA ဆိုပြီးကျွန်တော်ထည့်လိုက်မယ်ပစ်ဆယ်ပေါ့နော် 20 pixel ဆိုပြီးထည့်လိုက်တဲ့အခါ table လေးကငကိုထက်ကြီးကြီးလာသွားတယ်။အနောက်တစ်ခုရှိရဟုတ်ပြီ။ဒီ table ကြီးကနည်းနည်းလေးအဲဟွာဖြစ်နေထားပါတော့ကျွန်တော်တို့သူ့ရဲ့ width ကဒီ screen တစ်ဝက်ရှိနေတယ်။ကျွန်တော်ကအပြည့်လိုချင်တယ်ဒီဘက်ဒီလိုချင်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲပေါ့။အဲ့တော့ screen ရဲ့ width ကိုကျွန်တော်တတ်မှတ်လို့ရတယ်။ဒီမှာ WID TH width ဆိုပြီးတော့ width ဆိုပြီးကျွန်တော်တို့ screen width ကိုတတ်ဟို table width ကိုတတ်မှတ်လို့ရတယ်။100ရာခိုင်နှုန်းပေါ့နော်။100%ဆိုတာကြတော့ကျွန်တော်တို့ဒီမှာ ဒီကျွန်တော်တေဖယ်ရှိသလောက်သူကလိုက်ပြီကျွန်တော်တို့ကွန်ပျူတာဆက်ခရွန်ပေါ့နော်ဒီ Windows ဆက်ခရွန်ရှိသလောက်သူကလိုက်ရောညှိထုတ်မှုရှိအောင်လုပ်ပေးတယ်အဲဒီမှာဒီလိုပေါ့နော်ချုပ်လိုက်ဆက်လိုက်မယ်ဆိုလို့ရှိရင်ချုပ်လိုက်ဆက်လိုက်တဲ့ပုံမူတည်ပြီးရောဒီမှာသူကလိုက်ရောညှိထုတ်မှုရှိရယ်ဒီလိုဖြန့်လိုက်မယ်ဆိုရင်လည်းဖြန့်တယ်နော်ချုပ်လိုက်မယ်ဆိုရင်လည်းချုပ်တယ်ပေါ့နော်အဲအဲ့လိုမျိုးပေါ့ဆက်ခရွန်ရှိသလောက်သူကနေရာယူသွားတယ်ပေါ့သူ့ရဲ့သဘောကလေအဲ့လိုမျိုးလေးတွေပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီသူ့ရဲ့ weight တွေ set pattern လေးတွေကိုကျွန်တော်ကစားပြတာဖြစ်ပါတယ် ဟုတ်ပြီဆောနောက်တစ်ခုကကျွန်တော်ဗာပြောမယ်လဲဆိုလို့ရှိရင်ဒီဟောပေါ့ဒီမှာဆိုလို့ရှိရင်ဒီအကွက်တစ်ကွက်နဲ့တွေ့လာဒီအကွက်နဲ့ဒီအကွက်လေးမြင်းချောင်းလေးတွေကကတ်နေဟဲ့လားနည်းနည်းကတ်နေတယ်အဲ့ဒါလေးကိုကျွန်တော်ကအာပြောင်းချင်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲပေါ့အဲ့ဒါလေးလုပ်လို့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဆဲထဲမှာရှိနေတဲ့စနဲ့ဘော်ဒါနဲ့ကိုအကွက်အဝေးဒါပက်တင်လေးဒီမှာခွာသွားတယ်ဒီမှာတွေ့လာဒီနေဆိုဟာချားထဲမှာဒီမှာတွေ့လာဒါကြီးကပက်တင် နော်ဒီမှာကျွန်တော်လှုပ်ချင်တာဒီမြင်းချောင်းနှစ်ချောင်းကြားတဲ့အကွာအဝေးကိုလှုပ်ချင်တယ်အပတ်တင်ဝေးချကျွန်တော်တစ်ဆက်လောက်လျှော့လိုက်မယ်ဆိုရင်တန့်ပေါ့နော်အဲဒီမှာဆိုနည်းနည်းကျုံဝင်သွားပြီနော်အဒီထက်မှရှိနေနေရာလေးတွေကနည်းနည်းကျုံသွားပြီအဲအခုလှုပ်ချင်တာပါလဲ border တစ်ခုနဲ့တစ်ခုကြားတဲ့အကွာအဝေးပေါ့အဲ့ဒါကြတော့ cell spacing လို့ခေါ်တာပါအဲ့တော့ cell S P A C I N G cell spacing ဆိုပြီးတော့ attribute လေးတစ်ခုထည့်လိုက်မယ်ပြီးလို့ရှိရင် time pa ဆိုပြီးကျွန်တော်ထည့်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားမလဲ အဲဆက်ကွက်တစ်ကွက်နဲ့တစ်ကွက်ကြားထဲကအဲဒီမှာနေရာလေးကချသွားတယ်တွေ့လားနော်အဲဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီလိုမျိုးလေးဖြစ်သွားတယ်နော် number name age address ဆိုပြီးဒီလိုမျိုးလေးဖြစ်သွားတယ်နော် okay အားလုံးပဲအဆင်ပြေရလားနော်အဲဒါဆိုလို့ရှိရင် set pattern set spacing ဒါ ဒီ table ရဲ့ weight attribute ပေါ့နော်ဒါ border ကတော့ကျွန်တော်တို့ border ထည့်ထားလို့ border သာမထည့်ထားဘူးဆိုလို့ရှိရင်ရောကျွန်တော်တို့သူက border မပေါ်တော့ဘူး border မပါပဲပြမှာပေါ့နော်ဒီမှာ save ကြည့်လိုက်မယ်ဆိုရင်ဒီမှာ border မပါပဲသူကပြသွားပါလိမ့်မယ်နော် okay ပါ okay ဆိုဒီလိုမျိုးလုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာအဲအကုန်လုံးကအဆင်ပြေသွားပါပြီနော်အဲ့တော့အဲ့ table ကြီးကိုကျွန်တော်တို့က center လုပ်ကြည့်ရင်ရော အထွန်းရဲ့ဟာတွေက center ဒီကောင်တွေကအလဲကောင်ကိုရောက်သလားပေါ့နော်လွတ်ကြည့်ကြအောင်တကယ်ရောက်မရောက်တော့ပြောတတ်ဘူးပေါ့နော်လွတ်ကြည့်ကြမယ် okay so center ဆိုရဲဟာလေးတုံးကြည့်လိုက်မယ် cnt ရ center ဆိုရဲဟာလေးတုံးပြီးအဲ့ထဲမှာထည့်လိုက်မယ် okay ဒီမှာဆက်ကြည့်လိုက်တယ်အလဲကောင်တော့မရောက်သွားဘူးဗျနော်အလဲကောင်တော့ရောက်မသွားဘူးထားပါတော့နော်အဲ့တော့ control z နဲ့ပြန်ခုတ်လိုက်မယ် okay ဒါပုံမှန်အတိုင်းပဲပေါ့ နော်โอเคပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီတိဘယ်အကြောင်းလေးကိုကောက်ကောက်လေးနားလည်သွားပြီပေါ့နော်အဲ့တော့အဲ့ဒီမှာကျွန်တော်တို့တိဘယ်မှာအရေးကြီးတဲ့ဟာလေးတွေရှိရယ်ဘာတရှိဆိုကိုစပန်တို့ရူစပန်တို့ဟာလို့ရှိရယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်တစ်ချက်လောက်ပြန်ထပ်ပြောပြပါဦးမယ်အဟုတ်ပြီဆိုကိုစပန်ကိုကျွန်တော်ပြောပြမယ်ကိုစပန်ဆိုတာဘယ်လိုလဲဆိုတော့ဥပမာဒီမှာနိုင်ရဲ့အိတ်မှာအောက်ကဘာရှိလဲဒီမှာရိုတိုရိုရှိရယ်ဟုတ်လား1ရယ်ဆိုဆို14ရန်ကုန်ဆိုတော့ရိုတိုရိုရှိရယ်ဟုတ်လား အဲ့ဒီ roto ro မှာကျွန်တော်ကစောစောနဲ့14ဆိုတော့10ခွက်ကနေမှာ2ခွက်ရှိနေဟုတ်လားအဲ့ဒါကိုပေါင်းကျင်တယ်ဆိုဘယ်လိုလုပ်မလဲပေါ့ကျွန်တော်နင်းရဲ့အဲ့ရဲ့နောက်ခုရအောင်မှာစောစောဆိုပြီးကျွန်တော်တခွက်ထည့်ထည့်ကျင်တယ်ဒီမှာဆိုရင်စောစောရဲ့14ရဲ့ဆို2ခွက်ရှိနေရပေါ့နော်အဲ့ဒါကိုကျွန်တော်တခွက်ထည့်ပေါင်းကျင်တယ်ဆိုရင်သူကကျွန်တော်ကဒီ rose span လောက်တယ်လို့ခေါ်တာပေါ့နော်အဲ့ဟုတ်ပြီကိုကိုစပန်လောက်တယ်လို့ခေါ်တာပေါ့နော်အဲ့တော့ column ကိုပေါင်းတာပေါ့ဒီမှာဆိုဒီဘက်က column နဲ့ဒီဘက်က column ကိုပေါင်းတာဆိုတော့ကိုစပန်ပေါ့နော်အဲ့တော့အဲ့ဒါဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ကဒီမှာ ်စောစောနဲ့ဆက်လေးဆိုတော့အဲ့ဒီဆက်လေးကိုကျွန်တော်ဖြတ်ရမှာ ဖြတ်မှာပေါ့နော်ဖြတ်လိုက်မယ်ဆိုရင်ဒီမှာဆိုရင်ဘယ်နှခုရှိသွားလဲ၃ခုရှိသွားတယ်နော်၃ခုရှိသွားတယ်ဒီမှာဆိုရင်စောစောရဲ့ရှန်ကုံငယ်ဖြစ်သွားတယ်နော်၃ခုရှိသွားဒါပေမဲ့ကျွန်တော်ကဒီစောစောဆိုတဲ့နေရာစောစောကနေဒီအိတ်ကိုကျွန်တော်ကနှစ်ခွက်ယူလိုက်မယ်ဆိုရင်ရန်ကုံကဒီဘက်ကိုရောက်သွားမယ်နော်ဒီနေရာမှာတစ်ခွက်ဖြစ်သွားမယ်အဲ့ကျွန်တော် attribute လေးတစ်ခုထည့်လိုက်မယ်အဲ့ဒါဘာ attribute လဲဆိုတော့ CON sorry 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 ghost pan ဆိုတဲ့ဟာလေးထည့်လိုက်မယ် ghost pan 2ဆိုပြီးထည့်လိုက်မယ်အဲ့ဘယ်လိုဖြစ်သွားမလဲဆိုရင်ဒီမှာတွေ့လားကျွန်တော်ဆောင်းနှခပြောခဲ့တယ်နေရဲ့အဲ့ရဲ့အောက်မှာဆက်ရနှစ်ခွက်ရှိရမှာဒီမှာဘယ်နှခွက်ဖြစ်သွားလဲတခွက်ထဲနဲ့နှစ်ခွက်စာနေရာယူသွားတယ်ဆောင်းနှခကျွန်တော်တို့ရန်ကုန်ကတကယ်တကယ်အဲ့ရဲ့အောက်မှာရှိကြမလားဟုတ်တယ်မလားဒါပေမဲ့သူက address ကိုရောက်သွားဘယ်လိုဖြစ်သွားလဲဆိုတော့ဒီ collar နဲ့နေရာစာကို71ခွက်ကနေယူလိုက်တာပေါ့ဒီမှာဆိုရင် TD ပေါ့ နော်တကယ်ဆိုကျွန်တော်ကော်လန်နှစ်ခုဖိရမှာမလားဒီမှာဆိုရင်စောစောသူ့ရဲ့အသက်ဟောပါ sorry အမှတ်ဆိုပြီးရောအော်ဟုတ်တယ်အသက်နော်အသက်ရေဆိုပြီးကျွန်တော်ဖိရမှာလေဟုတ်တယ်မလားအဲ့တော့အဲ့နှစ်ကွက်စာကိုကျွန်တော်ကဒီမှာတစ်ကွက်ထဲနဲ့နေရာယူလိုက်တယ်ဒီမှာအဲ့ဒါဘာကြောင့်လဲကိုစပန်းကြောင့်ပေါ့နော်အဲ့တော့အဲ့လိုပဲကျွန်တော်ဒီရန်ကုန်အထိကျွန်တော်လိုချင်တယ်ဆိုရင်ဘယ်လိုဘယ်လိုလုပ်မလဲအဲ့ဒီရန်ကုန်ကိုဖြုတ်လိုက်ရန်ကုန်ဖြုတ်ပြီးတော့ကျွန်တော်ကကိုစပန်းနေရာမှာ3ဆိုပြီးထည့်လိုက်3ဆိုပြီးထည့်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားမလဲဒီမှာတစ်ကွက်ထဲဖြစ်သွားမှာ စောစောဆိုတဲ့ကွက်က address ဆိုတဲ့ဟာထိကိုယူသွားမယ်ပေါ့အဲ့ဒါဘာကြောင့်လဲစနကကျွန်တော်ပြောခဲ့တယ် code span ဆိုတဲ့ column ကိုကျွန်တော်တို့ကအကုန်ဖြတ်ယူလိုက်တဲ့သဘောကြောင့်ပေါ့နော်အဲ့လိုပဲကျွန်တော်တို့ကကြော်ကြော်နဲ့73ကိုလည်းတစ်ခွက်ပေါင်းလို့ရလားမရဘူးလားရရနော်အဲ့အဲ့လိုမျိုးရှိတယ်တကယ်လို့ကျွန်တော်ကဒီရှေ့ကဒီ tick ကနေပြီးတော့ဒီ tick ဟိုကျွန်တော်တို့ကတဆိုပြီးယူလိုက်ရတယ်စောစောဆိုပြီးယူလိုက်ရတယ်ဥပမာကျွန်တော်က3နဲ့ဒီစွစုကိုကျွန်တော်ပေါင်းပြမယ် သုံးနဲ့စုစုပေါင်းမယ်ဆိုလို့ရှိရင်အအောက်ဆုံးရိုးပေါ့အဲဒီသုံးကိုကျွန်တော်ဖြတ်ရမှာပေါ့ဟုတ်လားသုံးကိုဖြတ်ပြီးတော့ကျွန်တော်ကစုစုရဲ့ဒီဟိုဟာရှေ့မှာဘာလို့ရောဘလို့ tribute ထည့်ရမလဲ cost band 2ဆိုပြီးကျွန်တော်တို့ကထည့်လိုက်ရမှာပေါ့ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်ဘလို့ဖြစ်သွားမလဲဒီရောက်မှာနံပါတ်3ကပျောက်ပြီးတော့စုစုဆိုတဲ့ဟာကြီးကဝင်လာတာပေါ့ဟုတ်လားအဲအဲ့လိုမျိုးလေးရှိရနော် okay ပါအဲဒါလေးကမြင်တောင်ပြပြပြဒီမှာနော်အဲကျွန်တော်ကဒီမှာဆိုလို့ရှိရင် ဒါကော်လာနှစ်နေရာစာယူထားတယ်အဲ့တော့ကိုစပန်ဆိုပြီးတော့တူးထည့်လိုက်တယ်ဒီမှာဆိုလို့ရှိရင်ကျတော့ကော်လာသုံးနေရာစာကိုကျွန်တော်ကယူလိုက်တယ်ဆိုတော့ပထမဆုံး row မှာကော်လာသုံးနေရာစာယူလိုက်လို့ဒီမှာစောစောကိုစပန်3ဆိုတော့ဒီမှာတကွက်နှစ်ကွက်သုံးကွက်ဒီမှာဆိုရင်နှစ်ကွက်စာနော်ဟုတ်ပြီနော်ဆိုတော့ဒါဆိုရင် ကိုစပန်ဆိုတဲ့အကြောင်းကိုနားလည်မယ်နော်ကိုကော်လန်လေးဖြတ်ယူတာပေါ့နော်အဲ့ဒီတစ်ခါကျကျွန်တော် row span ကိုပြောပြမယ်အဲ့ဒါဘာလို့ဆိုဒီမှာ mandalay ဆိုတဲ့အကွက်နဲ့ဒီဘက်က mandalay ဆိုတဲ့အကွက်ကနှစ်ကွက်ရှိတယ် ဟုတ်လားတကယ်သူတို့ကတူးနေတယ်ဆိုပါဆိုအဲ့တူးနေတဲ့ဟာကိုကျွန်တော်တခွက်ထက်ပေါင်းကျင်တယ်ဆောင်းလကကျွန်တော်ပေါင်းလိုက်တာကကျတော့ဘယ်ညာပေါင်းတယ်အခုကကျတော့အပေါအောက်ပေါ့နော်ဘယ်ညာပေါင်းတာကိုကျဘလို့ခေါ်လဲ rose span လို့ခေါ်တယ်နော်အ sorry call coat span လို့ခေါ်တယ် collar နေပေါင်းလိုက်တာမလားဒီထက်မှရှိ collar နေပေါင်းတာအပေါအောက်ကကျတော့ rose span ပေါ့နော်ဒီ row အပေါ်အောက်က row နဲ့အပေါ်က row ကိုပေါင်းလိုက်တာဆောင်းနှကကြတော့ဘဲဘက်မှာရှိတဲ့ column နဲ့ညာဘက်မှာရှိတဲ့ column တွေပေါင်းလိုက်တာဟုတ်လားအဲ့တော့ဒီအပေါ်မှာရှိတဲ့ mandalay နဲ့အောက်မှာရှိတဲ့ mandalay ကိုပေါင်းမယ် အဲ့ဒီမှာဆိုရင်မန္တလေးနော်အပေါ်မှာရှိရမန္တလေးကိုကျွန်တော်ကနေပြီးတော့အောက်ကရှိရမန္တလေးကိုဖြောက်လိုက်မယ်ဗျာဖြောက်လိုက်မယ်ဆိုဒီမှာပျောက်သွားပြီဒီမှာပျောက်သွားတယ်အဲ့ဒီဒီကောက်ကိုဒီမန္တလေးကိုဒီအောက်ထိကျွန်တော်ကယူခြင်းနဲ့ပေါ့ယူခြင်းနဲ့ဆိုရင်ဘယ်လိုယူမလဲဆိုတော့ဒီမှာဆောင်းနကကိုစပန်ပြီးတိုင်မလားဒီခါကျတော့ rose span ဆိုပြီးရေးလိုက်မယ်2ဆိုပြီးရေးလိုက်ဒီမှာဆိုရင်ဒီမန္တလေးဆိုရယ်ကောင်ကဒီအောက်ထိပါလာတယ်ဟုတ်လားဒီမှာနေရာလွတ်ကပါဖြစ်သွားရင်တော့ရသွားပြီဒါဘာကြောင့်လဲ ကျွန်တော်တို့ရေးလိုက်တယ် code span ကြောင့်မလို့ကျွန်တော်တို့ sorry row span ကြောင့်မလို့ရသွားတာနော် code span ဆိုတာကြတော့ပညာပေါ့နော် row span ကြတော့အပေါ်အောက်ပေါ့အဲရှင်းရှင်းလေးပဲ code span ဆိုတာကြတော့ဒီမှာ column တွေကိုကျွန်တော်တို့ကပေါင်းလိုက်တာ row span ဆိုတာကြတော့အပေါ်မှာရှိတဲ့ row နဲ့အောက်မှာရှိတဲ့ row ကိုပေါင်းလိုက်တာနော်ကျွန်တော်မျိုးလုံးနဲ့မြင်တယ်နော်အဲဒီမှာရှိနေတဲ့73နဲ့71ကိုပေါင်းခြင်းပေါင်းပြီးတော့73ဆိုပြီးရေးလိုက်ရင်ရလာမြင်ဘူးလားရရင်နော် အဘလိုလုပ်မလဲပေါ့73နဲ့72ကိုပေါင်းပြီးတော့လုတ်ချင်လေရတယ်အဲ့တော့ဘလိုလုပ်မလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်အောက်က72ကိုဖြတ်လိုက်မယ်73နဲ့72ကိုပေါင်းပြီးတော့ကျွန်တော်ကနေပြီးတော့73လို့ပဲထားလိုက်မယ်နော်အဲ့တော့ဒီမှာအောက်က72ကိုဖြတ်လိုက်မယ်ဆိုရင်ဒီလိုဖြစ်သွားတယ်လွတ်သွားတယ်ဟဟလာလွတ်သွားပြီအဲ့တော့အဲ့တော့အဲ့ဒီ73ကိုကျွန်တော်ဘလိုလုပ်ရေးလိုက်မယ်ထုံးစံတိုင်းပဲပေါ့ rose pan လို့ရေးပြီးတော့ကျွန်တော်က2လို့ပြလိုက်မယ်ဆိုရင်ဒီကောင်အောက်ကိုကျအောင်ကျလာမယ်အဲ့တော့စေ့လိုက်မယ်နော်အော်ကျလာပြီနော်โอเคပါ အဲ့ဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒါဆိုရင်ဘာလုပ်ထားလဲခေါ်လာ3ခုကိုဒါ core span လုပ်ထားတယ်ဒီမှာဆိုရင်ထုံးစက်တိုင်းပဲဒါဆိုရင် row span လုပ်ထားတယ်နော် row တွေပေါင်းထားဒီမှာဆို row တွေပေါင်းထားတယ်ဒီမှာဆိုရင်စု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 ရဲ့ရှေ့ရဟာနဲ့နံပါတ်တွေပေါင်းထားတယ်နော်အဲ့ဒါရနေတဲ့အတိတ်ပဲမဲ့နေတယ်အတိတ်ပဲမဲ့နေတော့နံပါတ်စင်လေးပြန်တက်ပေးလိုက်တယ်နော် okay အဲ့ဒါဆိုတော့စုစုရဲ့စုစုကိုကျွန်တော်ဒီ core span ဟိုဟာကိုဖြုတ်လိုက်မယ်နော် core span ဟိုဖြုတ်ပြီးတော့ဒီလိုလုပ်လိုက်မယ်ဆိုဘယ်လိုဖြစ်သွားမလဲ တကွာစားတကွာကြီးပဲဖြစ်သွားတာပေါ့အဲ့အဲ့တော့ကျွန်တော်သူ့ရဲ့ရှိရ TT ဆိုပြီးတော့ခေါင်းစဉ်လေးတက်လိုက်မှာပေါ့3ဆိုပြီးတက်လိုက်မယ်ဆိုရင်အဲ့အတိတ်ပဲရှိသွားပြီ1 2 3နော်1 2 3ဒီမှာစုစုဒီနောက်က8ကိုပေါင်းတယ်ဒီဘက်က address ကိုပေါင်းတယ်နော်စစောကြတော့3ခုစလုံးယူလိုက်တယ် okay သွားပြီ okay ဒါဆိုလို့ရှိရင်ကျွန်တော် table နဲ့ပတ်သက်ပြီးတော်တော်လေးချွတ်ချွတ်ကျွင်ဖြစ်သွားပြီ CI level ကိုရောက်သွားပြီပေါ့နော် okay ပါဆိုတော့ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်ဒါဆိုရင်တိပယ်နဲ့ပတ်သက်ပြီးတော်တော်လေးကိုကျွန်တော်တို့ဆရာလည်းပဲကြာသွားပါပြီနော်အဲ့တော့နောက်တစ်ခုကျွန်တော်တို့တင်ပါကတော့ကျွန်တော်တို့ဒီ channel ဟာလေးနောက်ပိုင်းလာပါလိမ့်မယ်ဆိုတော့အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ပိုင်ပိုင်ပါနောက်ဗီဒီယိုမှာပြန်လည်တွေ့ချင်ပါတယ်